ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမနေ့ကညပိုင်းမှာကျင်းပခဲ့တဲ့စပရော့ CM ဝေထမ်းပြိုင်ပွဲမှာကျော်စွာဝင်းရဲ့ဆရာဖြစ်တဲ့ဝိုင်တုကီလည်းနိုင်ပွဲရောက်နိုင်ခဲ့တဲ့အကြောင်းကျွန်တော်တင်ဆက်ပေးခဲ့ပါရယ်ဒီပွဲစဉ်မှာဝိုင်တုကီကသူ့နာမည်ကိုခေါ်ပြီးတော့မိတ်ဆက်လိုက်တဲ့အချိန်မှာညမလက်ခမောင်းကိုခတ်ခဲ့တာကထူးခြားချက်လေးပါပဲဖက်ဒရယ်ရှင်မှာတကယ့်ကို market promotion တော်တော်တော်တယ်ခင်ဗျမနေ့ကဆိုရင်လည်းသူတို့ဖက်ဒရယ်ရှင်က fighter တွေ အွန်လိုင်းအဆိုင်ရဲ့ပွဲကိုကြည့်ပြီးတော့ဗီဒီယိုဖိုင်တွေရိုက်ကူးလွှင့်နေခဲ့ကြတယ်။ဝိုင်းဒူကီလည်းကြည့်ခဲ့တယ်၊နာခရော့ပလည်းကြည့်ခဲ့တယ်၊ကျန်တဲ့ဖဲဒက်ဂျင်ကဖိုင်တာတွေလည်းစုပြီးတော့အွန်လိုင်းအဆိုင်ကိုအားပေးခဲ့ကြတယ်။အခုဆိုရင်ဖဲဒက်ဂျင်ကဖိုင်တာတွေဟာကျော်စွာဝင်းကိုစနစ်တကျအားပေးကူညီလေ့ကျင့်ပြီးရနောက်မြန်မာပြည်သက်တွေရဲ့အားပေးမှုကိုပို့ပြီးတော့ရရှိလာခဲ့တယ်ခင်ဗျ။စတန်ဖက်ဒက်ဆိုလည်း အရင်ကထက်ပိုတဲ့အပိမို့ရရှိနေတယ်အခုဗျာဝိုင်းဒုကေတို့နာခရော့လို့ဆိုရင်ဒီမှာပရိသတ်တွေရဲ့ follow လုပ်မှုတွေ like လုပ်မှုတွေသူတို့ရဲ့ဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုမှုတွေအများကြီးအများကြီးရရှိနေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတော်တော်ဝင်းစီကနေလဲသူတို့ကမြန်မာစကားတွေသင်ယူတယ်ပြီးတော့သူတို့ကလည်းထိုင်းစကားလုံးနေနဲ့စနောက်ရင်ကျော်စော်ဝင်းကိုထိုင်းစကားသင်ပေးကြတယ်ပေါ့လေအဲ့ထက်မှကျော်စော်ဝင်းကသူ့ဆရာဖြစ်တဲ့ဝိုင်းဒုကေကိုမြန်မာလက်ခံပေါင်းသင်ပေးထားပါတယ် ဟိုကလည်းမြမလက်ကမောင်းကိုတက်ရှင်လို့တည်တည်ရှိရှာကိုဂျင်းထဲမှာလေ့ကျင့်အစီအစဉ်ပြီးရင်ကိုလေ့ကျင့်ထားတာပါအခုပွဲထိုးတဲ့အချိန်မှာသူ့နာမည်ကိုခေါ်ပြီးတော့ပွဲထိုးမိတ်ဆက်လိုက်တဲ့အချိန်စင်ဘုံမတက်ခင်မှာဝိုင်ဒုကီကလက်ကမောင်းခပ်ပြခဲ့တယ်အဲ့တော့မြမလက်ကမောင်းကို separate of cm ပြန်ပွဲမှာဝိုင်ဒုကီနဲ့အတူ ရှင်တွဲမြင်တွေ့ခဲ့ရတယ်ပေါ့လေဟုတ်ကဲ့ဖက်ဒရယ်ဂျင်းထဲမှာဝိုင်ဒုကီကကျော်စွာဝင်းရဲ့ မိတ်ဆွေတငယ်ချင်းဆိုလဲဟုတ်တယ်တင်ဆရာမြင်ဆရာဆိုလဲဟုတ်တယ်ဒါကြောင့်ကျွန်တော်တို့ကဆရာဆိုတဲ့သဘောနဲ့သုံးလုံးတင်စားတာဖြစ်ပါတယ်ခမကျော်တော်ဝင်းကလည်းအခုအော်တိုဘာလာထဲမှာပွဲရရှိထားပါပြီဝိုင်းတူကြီးကလည်းပြောတယ်ကျော်စွာဝင်းနိုင်တာကိုသူမြင်တွေ့ကျင်တယ်တဲ့ကျော်စွာဝင်းဝမ်းမှာပွဲထိုးရမယ်လို့သတင်းကြတော့အပြော်ဆုံးသူဟာဝိုင်းတူကြီးဖြစ်တယ်လို့လည်းကျော်စွာဝင်းကိုယ်တိုင်ကပို့စည်းသားထွက်နေခဲ့ဥပါတယ်ခမဟုတ်ကဲ့ဝိုင်းတူကြီးဟာမြမလက်ခမောင်းကို စပရီယောစီယံပြန်ပွဲမှာမိတ်ဆက်ပြသခဲ့တယ်ဆိုတဲ့အကြောင်းထိုင်းနိုင်ငံကဖန်နေဟာဖက်ဒဂျင်ကဖိုင်တာရင်းနဲ့အတူမြမလက်ခမောင်းကိုပို့ပြီးတော့တိလာခဲ့ပြီဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပြပေးလိုက်ပါရခင်ဗျာကျေးဇူးအပ်ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ